င်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်စီတက်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူနဲ့သူ့ရဲ့ချစ်လင်းမြိုင်တိုတာကမ်နီကိုစစ်ကောင်စီကအမိပြက်စရင်တွင်းလိုက်ပြီးစောချစ်သူနဲ့သူ့ရဲ့သားသမီးတွေအပါအဝင်စီးပွားရေးတာဝန်ခံကူပါအမိပြက်သူတွေအဖြစ်စစ်ကောင်စီကပြန်ပြီးကြီးညာလိုက်ပါတယ် ဧဝရီတိုင်းမှာအာရခတတော် AAP တဲ့ပူပေါင်းတပ်တွေနဲ့အချက်ဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်အရှုံးနဲ့သာရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ကဒေါ်လာရေးတပ်တွေကိုမနိုင်တာနဲ့ရေကြီးနဲ့လီမနာမြို့နယ်မှာရှိတဲ့ကြေးရွာတွေပါမချန်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အချမ်းဖတ်စက်ကောင်စီတက်လက်အောက်ခံ BJ ကောင်းဆောင်စောချစ်သူနဲ့သူ့ရဲ့ချစ်လင်းမြိုင်တိုတာကုမ္ပဏီကို စစ်ကောင်စီကအမည်ပြက်စရင်တွန်းလိုက်ပြီးစောချစ်သူနဲ့သူ့ရဲ့သားသမီးတွေအပါအဝင်စီးပွားရေးတာဝန်ခံကိုပါအမည်ပြက်သူတွေအဖြစ်စစ်ကောင်စီကပြန်ပြီးကြီးညာလိုက်ပါတယ်ဒါကတော့ NLD အစိုးရလက်ထက်2016ခုနှစ်ကနေ2020ခုနှစ်အတွင်းမြန်မာနိုင်ငံကပို့ကုန်တွေတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေကိုအချက်ဖက်စစ်ကောင်စီကသူတို့စစ်တပ်လောက်ကဘန်ရီစီနိုင်ငံရောင်းဝယ်ပြန်လဲထည့်သွင်းဖို့ဖိအားပေးခဲ့ရမှာကုမ္ပဏီပေါင်း169ခုက ဘုတ်ကုံရငွေနိုင်ငံခြားငွေပြန်မသွင်းခဲ့ကြဘူးလို့ဆိုပါတယ်အဲ့ဒီအတွက်စကောင်စီကသူတို့ကိုဘုတ်ကုံရငွေနိုင်ငံခြားငွေမသွင်းတဲ့ဘုတ်ကုံသွင်းကိုကမ္ပဏီပေါင်း198ခုကိုအမည်ပြစရင်ကြေညာလိုက်တဲ့အထက်မှာသူတို့စစ်တပ်လက်အောက်ခံကရင်နယ်ဂျားဆောင်တပ် BGF ကောင်းဆောင်စောချစ်သူနဲ့သူရဲ့ချင်းလင်းမြိုင်တိုတာကမ္ပဏီကိုပါအမည်ပြစရင်နဲ့ထည့်သွင်းပြီးကြေညာလိုက်တာပါလက်ရှိစစ်ကောင်စီကကြေညာထားတဲ့အမည်ပြစရင်ဝင်ကမ္ပဏီ198ခုထဲမှာ အဲ့ဒီစတမ်လောက်ကံဘီဂျက်ခေါင်းဆောင်ဆော့ချစ်သူရဲ့ချင်းလင်းမြိုင်တိုတာကမ္ပဏီကနံပါတ်25အဖြစ်ပါဝင်ပြီးဆော့ချစ်သူရဲ့နာမည်အရင်စံမြင့်သူ့ရဲ့သမီးဖြစ်သူနန်းနှင်းနန္ဒာအေးသားဖြစ်သူဆော့ချစ်ချစ်တို့အပါဝင်ဆော့ချစ်သူရဲ့စီးပွားရေးတာဝန်ခံစောမင်းမင်းဦးဆိုသူတို့ကိုပါအမည်ပြတ်သူတွေအဖြစ်စစ်ကောင်စီကတပါးလဲပြန်ပြီးကြီးညာလိုက်ပါတယ်ခင်ဗျတဖက်မှာတော့ အဲ့ဒီတိုင်းမှာအရကတတော် AA PDF ပူပေါင်းတက်တွင်းနဲ့အချက်ဖတ်စစ်ကောင်စီတက်အကြတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်အရှုံးနဲ့သာရင်ဆိုင်နေရတဲ့စစ်ကောင်စီတက်ကဒေါ်လိုင်းတက်တွေကိုမနိုင်တာနဲ့ရေကြီးနဲ့လေးမျက်နှာမြို့နယ်မှာရှိတဲ့ကြေးရွာတွေပါမချမ်းလေချောင်းကနေဘုံကျဲတက်ခိုက်မှုကြောင့်ရသပြည်သူ၉ဦးသေဆုံးထားတယ်လို့လည်း AA PDF အမှတ်29ဗျူဟာကပြောပါရတယ်။ဒါကတော့လက်ရှိ AA တိုင်းအတွင်းအရကတတော် AA နဲ့ PDF ပူပေါင်းတက်တွေဟာတဖြည်းဖြည်းအရှိကူတာတိုးလာပြီးနယ်မြေတွေတိုးချဲ့လာတာနဲ့အမျှ စည်ရရရှုံးနေနေတဲ့အချမ်းဖက်စစ်ကောင်စီတပ်ဟာတရေဘောဆန်ဆန်နဲ့အယတပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေနေ့စဉ်နဲ့အမျှဇက်တိုက်ပြုလုပ်လာတယ်ဆိုပါတယ်။ဇော်လ30ရက်နေ့အထိစစ်ကောင်စီခန့်စစ်ပြင်ထားတဲ့ရေကြီးနဲ့လေးမျက်နှာမြို့နယ်မှာရှိတဲ့တပ်စခန်းတွေကနေအယတပြည်သူတွေနေတဲ့ခြေရွာတွေမှာမချန်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကြောင့်လေးမျက်နှာမြို့နယ်မှာရှိတဲ့လက်ကုံကြီးတုံးတောနဲ့ရှမ်းကွင်းခြေရွာတွေအပါအဝင် ယသပိတရီနေထိုင်ရာကြေးရွာနေပြည်သူ၉ဦးသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူအယောက်၂၀ဝန်းကျင်ကဒဏ်ရာရရထားတယ်လို့ ARP ရဲ့အမှတ်၂၉ဗျူဟာက ပြောထားပါတယ်။လက်ရှိမှာတော့ရခိုင်ပြည်နယ်နဲ့ထိဆက်နေတဲ့ ARP တိုင်းတွေကစစ်ကောင်စီတပ်စခန်းတွေကိုအာခါတတော် AE နဲ့ PDF ပူးပေါင်းတပ်တွေကနေဆက်လက်တိုက်ခိုက်နေပြီးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း AE ကတရားဝင်ထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ အညာဒီတပ်ကတိုက်ပွဲတွေမှာအရှုံးနဲ့သာရင်ဆိုင်နေရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာမကွေးတိုင်းကပခုတ်ကူမြို့နယ်မှာလေပခုတ်ကူတရတစ်ကနေထွက်လာတဲ့စစ်ကောင်စီတပ်ရဲ့ရိတ်ကပူစစ်ကြောင်းနဲ့ကံမရစ်ကန်တို့ကိုတော်လည်ဤတပ်တွေကဝိုင်းဝန်းတိုက်ခိုက်မှုအတွင်မှာလေစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးသိကုံကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိထားတယ်လို့ဗာမတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ29ရက်နေ့ကပဲ ဂျပန်စကောစီရဲ့ပခုတ်ကူတရတစ်ကနေထွက်လာတဲ့ရိတ်ခါပုစစ်ကြောင်းနဲ့ကမ္မရစ်ကန်တို့ကိုဒေါ်လာရင်းတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစကောစီတပ်သား6ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတဲ့အကြောင်းကိုတည်ထားရပြီးလက်ရှိအညာဒေသမှာမြေပြင်ကနေစစ်ကြောင်းအနေနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာဒေါ်လာရင်းတပ်တွေရဲ့နှီးပေါင်းစုံနဲ့တိုက်ခိုက်ချေမှုန့်မှုကသာခံရပြီး တို့စစ်တပ်ကထိမ့်ချုံနေမြေတွေလဲတဖြည်းဖြည်းယော်နေလာတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာလေတင်းသာကြီးတိုင်းမှာအချက်ဖက်စကောက်စီတက်ကနေမြေစုံမှုမှုပြန်ရအောင်ဆိုပြီးစစ်ကြောင်းထိုးတာတွေလုပ်နေရမှာပုတ်ပြင်းမြို့နယ်မှာပါတော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကအထိနာဘွားပြန်တယ်လို့ကော့တောင်းခရိုင်အမှတ်1တက်ရင်းရတာဝန်ရှိသူတို့ကရေကုန်ခစ်တဲ့ကိုပြောပါတယ်ဖြစ်စဉ်ကတော့ ်တင်းတိုင်းတိုင်းမှာနေမြေဆိုးမမှုပြန်ရအောင်ဆိုပြီးစစ်ကြောင်းထိုးနေတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေဟာဇွန်လ21ရက်နေ့ကစပြီးပုံပြင်းမြို့နယ်ဒဲကူပါဝင်ရောက်လာတဲ့အချိန်ချောင်းမွန်ကြေးပါအနီးရောက်မှာတော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေနဲ့အထိနာသွားကြပြန်တယ်လို့လက်ရှိနိုင်ငံတော်ကတိုက်ပွဲတိုင်းမှာအရှုံးလင်းသားရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာသူတို့လက်လွတ်ထားရတဲ့နယ်မြေတွေကိုပြန်လည်ထိန်းချုပ်နိုင်အောင်ဆိုပြီးစစ်ကြောင်းထိုးတာတွေတွန်းလှုပ်နေပြီမြေ လက်တွေမှာတော်လိုင်းကြီးတက်တွေရဲ့ခြေမုံ့မှုတွေကိုသာခံရပြီးအရှုံးနဲ့သာရင်ဆိုင်နေရတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့မင်္ဂလိတိုင်းကညောင်ဦးမြို့နယ်မှာစစ်ကြောင်းထိုးတာတွေလုံနေပြန်တယ်အချက်ဖက်စစ်ကောင်စီတက်ဟာတော်လိုင်းကြီးတက်တွေကိုမနိုင်တာနဲ့ဘာမှမဆိုင်နဲ့ငတယောက်မြို့နယ်စင်သားမွေးကြီးရွာကိုဝင်ရောက်ပြီးပြည်သူတို့ကိုတပ်ဖြတ်ပြီးတော့နေအိမ်တွေကိုပါမိရှုဖြစ်စီတွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ လက်ရှိနိုင်ငံတော်မှာအကြပ်ဖက်စကောင်စီတက်ကသူတို့လုံးမဲ့ရွေးကောက်ပွဲမတိုင်မီထိမ့်ချုံနေမြေတွေပြန်ရအောင်ဆိုပြီးစစ်ကြောင်းထိုးတာတွေလုပ်နေရမှာတော်လိုက်တတွေနဲ့တိုက်ပွဲတွေဖြစ်တိုင်းသူတို့စစ်တပ်ဘက်ကပဲအရှုံးနဲ့သာရင်ဆိုင်နေရတယ်ဆိုပါတယ်အဲ့ဒီလိုတော်လိုက်တတွေကိုမနိုင်တာနဲ့အကြပ်ဖက်စကောင်စီတက်စစ်ကြောင်းတွေဟာဘာမှမဆိုင်တဲ့အယတပြည်သူတွေကိုပစ်မှတ်ထားပြီးခြေရွာတွေကိုမိရှုဖြစ်စီနေတာဟာဇော်လ22ရက်နေ့ကဆိုရင်အကြပ်ဖက်စကောင်စီတက်စစ်ကြောင်းဟာ ငတယောက်မျိုးနဲ့စင်သားမွေးခြေရွာကိုဝင်ရောက်ပြီးယတပြည်သူတို့ဦးကိုတပ်ဖြတ်ပြီးတော့ပြည်သူပိုင်းနေအိမ်25လုံးကိုပါမိရှုဖြက်စီးတွားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ဒိန်းသာကြီးတိုင်းကကော်တောင်းအချင်းထောင်မှာနိုင်ငံရေးပုံမှန်တွေနဲ့အချင်းချခံထားရတဲ့အသက်54နှစ်အရွယ်နိုင်ငံရေးအချင်းသားဦးအေးလွင်ဆိုတဲ့သူဟာစေဝါကူတာကွင်မရဘဲတိတ်ဆုံးတွားခဲ့ရပြီး စစ်တပ်ကတည်င်းမပေါက်ကြအောင်ကန့်သက်ထိန်းချုပ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ26ရက်နေ့ကပဲလင်းနိုင်တိုင်းကကော့တောင်းအကျဉ်းထောင်မှာနိုင်ငံရေးပုံမှန်တွင်နဲ့အကျဉ်းချခံထားရတဲ့အသက်54နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားဦးအေးလွင်ဆိုတဲ့သူဟာနာမကျန်းဖြစ်တဲ့အတွက် ထောင်တွင်းကနှစ်မိုင်ဈေးရုံကိုပို့ဆောင်ခဲ့ရတယ်ဆိုပါတယ်ဒါပေမဲ့ အဲ့ဒီနိုင်ငံရေးကျင်းသားဥယျာဉ်လွင်ဆိုသူဟာလုံလောက်တဲ့ဈေးဝါကုသခွင့်မရတဲ့အတွက်အဲ့ဒီထောင်တွင်းနှစ်မိုင်ဆေးရုံမှာပဲကွယ်လွန်သွားခဲ့ရပြီးအဲ့ဒီလိုဈေးဝါကုသခွင့်မရပဲထောင်တွင်းမှာတင်သိဆုံးခဲ့ရတဲ့နိုင်ငံရေးအကျင်းသားတွေဟာအခု2025ခုနှစ်6လအတွင်းမှာတင်73ဦးအထိရှိနေပြီးအဲ့ဒီလိုနိုင်ငံရေးအကျင်းသားတွေသိဆုံးမှုတည်င်းကိုလည်းစစ်ကောင်စီလက်အောက်ခံထောင်အာဏာပိုင်တွေနဲ့ရဲတွေကပါအပြင်ကိုမပေါက်ကြားအောင်တည်င်းတွေဖုံးပြီးပြီးတော့ကန့်သက်ထိန်းချုပ်ထားတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားမကွန်ရဲ့ PPNM ရဲ့ကိုတိုက်ထုံးဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ